စံကြောင်းမျိုးနဲ့အောင်စီယာရက်ကွက်ကအရှိပီ2000ခန်းနဲ့အကျယ်15ပီဝင်းကျင်ရှိတဲ့ရေနုမြောင်းကြီးအနီးမှာနေထိုင်ကြတဲ့ပြည်သူတွေဟာရေမြောင်းပုံပြူချမှုတွေထက်မှန်ဖြစ်ပေါ်လာမှာကိုစိုးရိမ်နေကြပါတယ်။ အများပြည်သူနေထိုင်တဲ့ country တိုက်တွေဟာအဲဒီရေမြောင်းပေါင်တဲ့နောက်ကျောကက်လျက်မှာရှိနေတာပါခုလိုဆိုလို့ချင်းအခုဒီပုံသဏ္ဍာန်ကိုကြည့်ဝပြီးလို့ရှိရင်ကျွန်တော်တို့ပြိုတဲ့ခဲတာ၈တက်၆တက်ပြိုမယ်ဟဲ့ဆိုရင်အဲ့ဒီလူရဲ့အသက်အိုးအိမ်စီးစီကိုဘလို့အာမခံချက်မျိုးဘလို့ပုံသဏ္ဍာန်မျိုးနဲ့အကျော်စားဖြစ်မှလဲဆိုတော့အခုနောက်တက်လာမဲ့ဟိုအစိုးရအဖွဲ့ရောနောက်တက်နေတဲ့အစိုးရအဖွဲ့ရော ကျွန်တော်တို့ဒီလက်ရှိပြည်သူတွေကို ဘလို့ပုံတရံမျိုးနဲ့ကျွန်တော်တို့တာဝန်ယူမှုတာဝန်ခံမှုဖြစ်မှာလဲဆိုတော့လေအဲ့ဒါလည်းကျွန်တော်တို့ကစိုးရိမ်နေပါတယ်ခင်ဗျာဘူးရွာလို့ရေတိုးတဲ့ခါကျရင်ဒီတိုင်းကအလုံးလုံးနဲ့ပြူကြစရာအကြောင်းပဲရှိတော့တယ်လေအဲ့တော့နောက်တိုင်းကြီးလည်းမပြူဘူးလို့ပြောလို့မရဘူးပြူဖို့အလားအလာအများကြီးရှိတယ်စိုးရိမ်ကြအင်မတန်ကောင်းပါတယ်ဒီလန်တလန်လုံးရဲ့ဒီညောင်းကိုကြိုးပေးထားတဲ့ဒီအုံလုံးကတော့ပြည်သူအားလုံးကတော့စိုးရိမ်နေကြတယ် မေလ22ရက်နေ့ကရေမြောင်းပေါင်ပြိုကျမှုဖြစ်ပေါ်ခဲ့တာဖြစ်ပြီးအရင်ကလည်းဒီလိုပြိုကျမှု၃ချိန်ဖြစ်ပေါ်ခဲ့ဘူးပါတယ်။ဒီလိုခဏခဏပြိုကျနေရတာဟာအရင်အစိုးရလက်ထက်ကရေမြောင်းပေါင်ကာယန်တာတွေပြုလုပ်တဲ့နေရာမှာနှီးစနစ်မကျတဲ့အတွက်ကြောင့်လို့ရက်ကွက်နေပြည်သူတွေကဝေဖန်နေကြပါတယ်။ကျွန်တော်ရက်ွက်သူရက်ွက်သားတွေအကုန်လုံးရတောင်းဆိုမှုကအထက်ကိုတောင်းဆိုမှုကကျွန်တော်ဒီမှာနှုံးတွေတင်နေတယ်ဒီမြောင်းထဲမှာနှုံးတွေတင်နေတဲ့အတွက်ဒီနှုံးတွေကိုဆယ်ပြီးဖယ်ပြီးတော့ ီမြောင်းကိုတန့်ရှင်းအောင်ရေမရှမ်းအောင်လုပ်ပေးဖို့အဓိကကျွန်တော်တို့တောင်းဆိုခဲ့တာတောင်းဆိုခဲ့ပြီးတဲ့မဲ့သူတို့ရောက်လာတဲ့အောက်တိုဘာမှာရောက်လာတဲ့အချိန်မှာဒီမြောင်းကြီးကိုသူတို့အကုန်လုံးကြောက်ဒီဂုံကြောက်တုံးတွေအကုန်ဖဲ့တယ်ညီကြီးတွေကိုဘယ်ဟိုးနဲ့ထိုးပြီးတော့နယံသစ်ဆောက်တဲ့အချိန်မှာအကုန်လုံးဘယ်သူမှသဘောမတူပေမဲ့လိုက်ပြီးပြောခဲ့ပေမဲ့သူတို့ကသူတို့စိတ်ထားသူတို့စိတ်နဲ့သူတို့သူတို့ဘာသူတို့စိတ်ကြိုက်လောက်သွားတယ်ကျွန်တော်တို့ပြောစကားကိုနားမထောင်ခဲ့ဘူး န်ကုန်မြို့တော်စီပင်တာယာရေးကော်မတီအနေနဲ့လက်ရှိရေမြောင်းပြိုကျနေတာတွေကိုပြင်ပအနည်းပညာရှင်ခေါ်ယူပြီးအကြံဉာဏ်တောင်းလှုပ်ဆောင်နေမှုတွေကိုပြုလုပ်နေပါတယ်။အရင်မြို့တော်ဟောင်းတူဖြစ်တဲ့ဦးလာမြင့်ကတော့သူတို့အစိုးရလက်ထက်ကလှုပ်ဆောင်ခဲ့တဲ့ရေလိုမြောင်းဟာကြံ့ခိုင်မှုအပြည့်အဝရှိတယ်လို့ပြောဆိုခဲ့မှုပါတယ်။ပညာရှင်အပိုင်းမှာကျွန်တော်တို့ဝင်ရောက်ဆွတ်ဖက်เสียရတော့မလို့ကျွန်တော်တို့ဆောင်ရွက်ရမှာပြည်သူအနေနဲ့ကင်းရှင်းဖို့အတွက်ကျွန်တော်တို့ကဒါကိုစောင့်ကြည့်ပြီးတော့ကျွန်တော်တို့ လိုအပ်လို့ရှိရင်ကျွန်တော်တို့ကဒါကိုလွတ်တော်လှုပ်ထုံးလုံနည်းများနဲ့ဆက်လက်ပြီးတော့လွတ်တော်မှာဆောင်ရွက်ရမယ့်ကိစ္စတွေဖြစ်တယ်။ဒီရေတုံမြောက်ဟာအင်္ဂလိပ်လက်ထက်ကတည်ဆောက်ခဲ့တာဖြစ်ပြီး2015ခုနှစ်အောက်တိုဘာလမှာရေမြောက်အဟောင်းကိုကြက်ငွေ3လေးတော့အကုန်ကြခံကပြန်လဲအစ်စ်တည်ဆောက်ခဲ့ပြီမယ်။အဲ့ဒီအော်ဒါရိုင်းအစ်စ်ကအချင်းချင်းပြူကျနေတာပဲဖြစ်ပါတယ်ခင်ဗျာ။